တရားမဝင်ကုန်သွယ်မှုတိုက်ဖြတ်ဖို့အကြောင်းပြချက်နဲ့ထိုင်းနယ်စပ်ကရင်ပြည်နယ်မြောက်ရီမြို့တောင်ရင်မြစ်တလျှောက်ကလိုက်စင်မဲ့ကုန်စည်တွေအ धिक တင်သွင်းနေတဲ့ကုန်တင်လေကိတ်တွေနဲ့တိုးလောင်ယုံတွေကိုဖယ်ရှားရှင်းလင်းနေတယ်လို့စစ်ကော်မရှင်ထိန်းချုပ်ထားတဲ့နိုင်ငံပိုင်သတင်းစာတွေမှာထုတ်ပြန်ထားပါတယ်။ကရင်ပြည်နယ်မှာရှိတဲ့လက်နက်ကိုင်ဖွဲ့တွေကမြောက်ရီမြို့နယ်တောင်ရင်မြစ်ကမ်းတလျှောက်မှာတရားမဝင်ဂိတ်တွေဖွင့်လှစ်ထားပြီးတော့ ငွေကြေးကောက်ခံမှုတွေလုပ်နေကပြည်ပကတရားမဝင်ပစ္စည်းတွေတင်သွင်းတူလောင်ပြန်ပြူနေတာဖြစ်ပြီးအဲ့ဒီဒေတာကိုပြန်လည်ထိန်းချုပ်နိုင်ပြီးနောက်၎င်းတို့ဖွင့်လှစ်ထားတဲ့ကုန်သွယ်ရေးကိတ်တွေကုန်ပစ္စည်းတွေတူလောင်ပြန်ပြူထားတဲ့အစာအုံတွေကိုဖျက်ဆီးရှင်းလင်းခဲ့တယ်လို့လည်းစစ်ကော်မရှင်ကသတင်းထုတ်ပြန်ပါတယ်။လိုင်စင်မဲ့ထိုင်းကုန်စည်တွေတင်သွင်းနေတောင်ရင်မြကန်းပေလေကိတ်30မှာရှိတဲ့တူလောင်ယုံလေစိတ်ကင်းတဲ့လေစိတ်အစင်းလေကားနဲ့ကုန်တင်ကုန်ချလမ်းတွေကိုရှင်းလင်းခဲ့တယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ ဂိတ်ပေါင်းတရာစင်ကိုဖယ်ရှားရှင်းလင်းခဲ့ပြီးအခြားဂိတ်တွေကိုလည်းဆက်လက်ရှင်းလင်းနေတယ်လို့ဖော်ပြထားပါတယ်။ကရင်ပြည်နယ်အတွင်းရှိနေဆက်ကုံတွယ်ရေးအတွက်အရေးပါတယ်။အာရှလမ်းမကိုထိန်းချုပ်ပြီးနေဆက်မြို့မြောက်ဝရီနယ်လေးကိတ်ကောဒေတာအထိနေမြင့်စိုးမုံမှုရလာတဲ့စစ်ကော်မရှင်တပ်ဟာ KK ပတ်ကြားဖြတ်စင်တာတွေကိုစီးနင်းတာတောင်ရင်မြကမ်းမှာရှိတဲ့ကုန်တင်လှေစိတ်တွေကိုဖယ်ရှားတာတွေပြုလုပ်လာတာဖြစ်ပါတယ်။ထိုင်းနဲ့တရံဝင်ကုန်သွယ်ဖို့ မြရီနေဆက်မှာအမှတ်တင့်နဲ့အမှတ်နှစ်တရားကိုခွင့်ပြုထားပြီးတရားမဝင်ကုန်သွယ်မှုတွေတားဆီးဖို့အကြောင်းပြချက်နဲ့အမှတ်နှစ်တရားကိုစစ်ကောမရှင်ကပြီးခဲ့တဲ့ဩဂတ်လလယ်ပိုင်းမှာပိတ်ထားတာဖြစ်ပါတယ်။တရားမဝင်ဂိတ်တွေကလည်းငွေကြေးရယူပြီးတော့မြန်မာနိုင်ငံအတွင်းကိုကုန်ပစ္စည်းတင်သွင်းနေတာဟာနိုင်ငံတော်အတွက်ရာသင့်ရထိုက်တဲ့အခွန်ဘဏ္ဍာငွေတွေများစွာဆုံးရှုံးနေတာနေရာကြောင့်စစ်ကောင်းဆောင်ကမကြာခဏထုတ်ဖော်ပြောဆိုလို့ရှိပါတယ်။